အားလုံးပဲမင်္ဂလာပါခင်ဗျာမြောက်ကိုရီးယားနိုင်ငံကရင်ငုတ်တင်မောတွေရဲ့အယောင်ကအစိမ်းရောင်တွေဆိုတာသိပါလားရင်ငုတ်တင်မောတွေကပုံမှန်ဆိုရင်အနက်ရောင်ပဲဆိုတာသတိထားမိမယ်ထင်ပါတယ်ဒါပေမဲ့မြောက်ကိုရီးယားရဲ့ရင်ငုတ်တင်မောတွေကတော့အစိမ်းရောင်တွေကြီးပါပဲကြီးရတာတော့မြောက်ကိုရီးယားခေါင်းဆောင်ကဒီရင်တွေဟာသုံးမြေပေါ်မှာတုံးပြရမယ်ရင်တွေလို့ထင်ခဲ့လို့တစ်ပင်တွေနဲ့ရောင်တူရောနှောတောင်းအစိမ်းရောင်တုပ်ဖို့အမိန့်ပေးခဲ့တာများလားဒီမှာမြေပုံလေးကြည့်လိုက်ပါမြောက်ကိုရီးယားဟာဒီကျွန်းဆွယ်ပေါ်မှာရှိပါတယ် စစ်ပွဲဖြစ်ပွားခင်ပင်လယ်ရဲ့တပတ်ကန်းမှာရောက်နေတဲ့ရေတပ်ကအခြားတပတ်ကန်းကသူတွေကိုကူညီဖို့အတွက်ကူးလာလို့မရနိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလိုလာရင်တောင်ကိုရီးယားနဲ့ဂျပန်တို့လိုရန်သူရေပိုင်နယ်တွေကိုဖျက်ရမှာမို့လို့ပါ။မြောက်ကိုရီးယားရဲ့နောက်ဖက်မှာတော့တော်တော်လေးလိုင်းထန်တဲ့ပင်လယ်ဝါရှိပါတယ်။ပင်လယ်ဝါတွေကိုစီးဝင်တဲ့မြစ်ဝါမြစ်နဲ့အခြားမြစ်တွေကနုံးမြစ်အနစ်တွေကိုပါတည်ဆောင်လာတာကြောင့်ပင်လယ်ဝါဟာရေသိမ့်မနက်ပဲရေအယောင်ကတော့စိမ့်ပြအယောင်ကနေအညူဖြော့ဖြော့အယောင်အထိအယောင်မျိုးမျိုးဖြစ်နေတတ်ပါတယ်။ တရုတ်နဲ့မြောက်ကိုရီးယားဆက်ဆံရေးပြေလည်နေတာကြောင့်ပင်လယ်ဝကမ်းရိုးတန်းဟာမြောက်ကိုရီးယားအတွက်အတော်လေးလုံခြုံပါတယ်။ဒါကြောင့်ဒီကမ်းရိုးတန်းမှာတော့ရင်ငုတ်သင်္ဘောအကြီးစားတွေမချထားပါဘူး။အရှိတ်ဘက်မှာတော့အရှိတ်ပင်လယ်ရှိပါတယ်။ဒီပင်လယ်ကိုမြောက်ကိုရီးယားရဲ့ရန်သူတွေဖြစ်တဲ့ဂျပန်နဲ့တောင်ကိုရီးယားတို့လည်းမျှဝေပိုင်ဆိုင်ပါတယ်။အတိတ်ပဲကတော့ဒီအရှိတ်ပင်လယ်ကိုအမေရိကန်ကလည်းတွယ်ဝိုက်တော်နီးနဲ့ပိုင်တယ်လို့ဆိုရမှာပါပဲ။ဒီပင်လယ်ကရေအရမ်းနဲ့တာကြောင့်မြောက်ကိုရီးယားရဲ့အကြီးဆုံးရင်ငုတ်သင်္ဘောအုပ်စုကိုဒီမှာချထားပါတယ်။ဒါပေမဲ့အရှိတ်ပင်လယ်မှာတော့ထူးဆန်းတဲ့ဖြစ်စဉ်တွေဖြစ်ပွားလေရှိပါတယ်။ မြောက်ဘက်စီးဝင်လာတဲ့အေးမြတဲ့ရေတွေနဲ့တောင်ဘက်ကစီးဝင်လာတဲ့ပူနွေးတဲ့ရေတွေချင်းပေါင်းစုံပြီးရေပေါ်မှာမျောနေတဲ့ရေမော်နဲ့ရေလေးကောင်လေးတွေဖြစ်ပေါ်စေပါတယ်။အဲ့ဒီရေမော်တွေနဲ့ရေလေးတွေကြောင့်ရေကိုစိမ့်ဖက်ဖက်အောင်ဖြစ်သွားစေပါတယ်။ဒါကြောင့်ရေငုံတင်မောဖြတ်လင်းတွေရဲ့မြင်ကွင်းကလည်းပုံဖြတ်ဖုံးကွယ်ဖို့အတွက်မြောက်ကိုရီးယားကလက်ရှိအုံပြနေတဲ့ရေငုံတင်မောအများစုဟာအစိမ်းရောင်တွေဖြစ်နေကြတာပါ။ဒီတင်မောကတော့ယူကိုအမျိုးအစားရေငုံတင်မောတွေကဒဇင်းဖြစ်ပြီးအရန်သေးပါတယ်။ အလုံးစုံရှိလာမှာအခြားတင်မောတွေရဲ့တဝက်တာတာအရွယ်စားလောက်ပဲရှိပါတယ်ဒါကတော့ဆန်ဟိုအမျိုးစားတွေကတည်းကဖြစ်ပြီးရေနဲ့ပေ490ဒါမှမဟုတ်150မီတာရှိတဲ့ရေတိမ်ပိုင်းမှာအသုံးပြုပါတယ်ပိုကြီးတဲ့တင်မောတွေကတော့ရိုမီယိုတန်းစားပါဒါပေမဲ့ရင်ကုန်တင်မောတွေကိုအစိမ်းရောင်တုတ်တာကတော့မြောက်ကိုရီးယားတနိုင်ငံနဲ့မဟုတ်ပါဘူးအစ္စရေးနိုင်ငံမှာအသုံးပြုနေတဲ့ဒေါဖလင်မျိုးစားရင်ကုန်တင်မောတွေကိုလည်းအစိမ်းရောင်ပဲဖြစ်ပါတယ်ဒီအစ္စရေးနိုင်ငံရဲ့တင်မောကို1996ခုနှစ်တုန်းကဂျာမနီကထုတ်လုပ်ခဲ့တာပါ ီးတော့တင်မောတွေကလည်းဒေါဖလင်အမျိုးအစားပဲဖြစ်ပါတယ်။သူတို့ကတော့အပြရောင်တွေပါ။နေရင်တိုက်ခိုက်မဲ့အနေရကနေပုံဖြတ်ဖုံးကွယ်ဖို့ဒီရောင်တွေတုံးထားကြတဲ့စိတ်ကူးကအတူတူပါပဲ။သူတို့ မောင်းနေမဲ့ပင်လယ်ရေအယောင်ပေါ်မူတည်ပြီးအယောင်တွေတုတ်ထားကြတာပါ။ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ Subscribe မလုပ်ပါသေးရင် Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးပါခင်ဗျာ။ဒီနိုင်ငံရဲ့ဂါဒီယာမျိုးစားဒီရင်ငုတ်တင်မော့အသေးသားလေးကိုကြီးလိုက်ပါအောင်ဒီတင်မော့လေးကမြောက်ကိုရီးယားရဲ့ယိုနိုမျိုးစားရင်ငုတ်တင်မော့ကိုအခြေခံပြီးတိစောက်ထားတာပါ ဒါပေမဲ့အခုပြောပြခဲ့တဲ့ရင်ငုတ်သင်္ဘောတွေကလွဲလို့ရင်ငုတ်သင်္ဘောအားလုံးဒီပါဘာကြောင့်အ내ရောင်ဖြစ်နေတာလဲလွန်ခဲ့တဲ့1939ခုနှစ်နဲ့1940ခုနှစ်ကြားကာလတွေမှာမေဂန်ရစ်တက်ဟာရင်ငုတ်သင်္ဘောအချို့ကိုမိခိုးရောင်ဖြော့ဖြော့ချေခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ရင်ငုတ်သင်္ဘောကရေမျက်နှာပြင်ပေါ်ပေါ်လာတဲ့အခါမြူကိုးတွေနဲ့ရောနှောပြောက်ွယ်နေအောင်လို့ပါ။ဒါပေမဲ့ရေတိမ်ပိုင်းမှာဆိုရင်ရေထဲငုတ်ထားချိန်မှာနေရင်ဘဝကနေအလွယ်တကူမြင်တွေ့ရှိနိုင်တော့မဲဆိုတာနောက်ပိုင်းမှာသိရှိလာခဲ့ရပါတယ်။ အဲ့ဒီနောက်တော့မေဂန်ရေတက်ဟာစမ်းသပ်မှုအချို့ပြုလုပ်ခဲ့ပြီးနက်ပြရောင်ဟာအနက်ရောင်ထက်တောင်ပိုပြီးဖုံးကွယ်နိုင်သွန်းအကောင်းဆုံးဖြစ်ကြောင်းတွေးရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ကနောက်ထပ်ပြဿနာတစ်ခုကိုသူတို့နားလည်သဘောပေါက်လာခဲ့ပြန်ပါတယ်။နက်ပြရောင်ဆေးတွေကအယောင်မြန်မြန်ပြဲပြီးအဖြူရော်ရော်အယောင်ဘက်ပြောင်းသွားတာတွေးကြရပါတယ်။အဲ့ဒီနောက်နက်ရောင်ကိုပြန်ပြောင်းတုပ်ကြည့်တော့အယောင်ပြဲတဲ့ပြဿနာဆိုးဆိုးရွားရွားမရှိတော့ပါဘူး။အတိတ်တုန်းကတော့ရင်ငုတ်သင်္ဘောတွေကရေထဲမငုတ်ပဲရေမျက်နှာပြင်ပေါ်တက်ပြီးသွားတဲ့ခီးစင်ပဲဖြစ်ဖြစ် ဒီတိမ်ပိုင်းမှာရင်ငုတ်ပြီးသွားရတဲ့ခီးစင်မဲဖြစ်ဖြစ်ခီးတချောက်မှာလင်ရင်ကသူတို့ကိုမမြင်ရအောင်လှုပ်ဖို့အတွက်ဒီလိုပုံဖြတ်ဖုံးကွယ်နိုင်မှုကရန်ရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်ဒါပေမဲ့ဒီဇယ်လျှက်စစ်သုံးခီးမီရင်ငုတ်သင်းမောတွေဟာရေအောက်မှာရက်တန်ကြာငုံရှုံးနေနိုင်ပါတယ်ဒီဇယ်သုံးဂျင်နရေတာကလေကိုရရှိသေးပြီးဓာတ်အားကိုပြန်လည်အသွင်းပေးနိုင်တာကြောင့်ရေအောက်မှာငုံနေနိုင်တာပါနျူကလ িয়ার ရင်ငုတ်သင်းမောတွေကတော့လက်တန်ကြာငုံရှုံးနေနိုင်ပါတယ်ဒါပေမဲ့ခီးမီရင်ငုတ်သင်းမောအများစုဟာအနက်ရောင်ဖြစ်ပြီး ပုံပြက်ဖုံးကွယ်ဖို့အတွက်မဟုတ်ပါဘူး။၎င်းတို့ရဲ့အပြင်ပိုင်းမျက်နှာပြင်ကိုအပေါက်သေးသေးလေးတွေပါတဲ့ရာဘာပြားထောင်ထဲချပြီးဖုံးဟုတ်ထားပါတယ်။အဲ့ဒီရာဘာပြားတွေကကိုယ်ရင်ငုတ်တင်းမောရဲ့အတန်ကိုလုံစေတဲ့ပြင်ရန်သူဘက်ကအတန်လိုင်းသုံးပြီးရေရောက်ပစ္စည်းတွေကိုရှာဖွေပေးတဲ့စူနာအတန်လိုင်းခဏစ်ကိုပါပုံပြက်ရှုပ်ထွေးအောင်လုပ်နိုင်ပါတယ်။ဒီရာဘာပြားတွေမှာရာဘာရဲ့စပိုင်းဆိုင်ရာဂုဏ်သတ္တိတွေမြင့်တင်ပေးတဲ့မဲရောင်ကာဗွန်အမှုန့်တွေပါဝင်ပါတယ်။ဒီချက်ကြောင့်ရင်ငုတ်တင်းမောတွေဟာပြင်းထန်တဲ့ဖိအားကွဲလွန်မှုကိုခံနိုင်ရရှိတာပါ။ အတန်ရှော့ချရမယ့်ကြိမ်လုံးပေါ်မူတည်ပြီးဒီရော်ဘာပြားတွေကအတန်ဆုပ်ယူမှုပေါ်ကာဗွန်အမုံရဲ့ဖွဲ့စည်းမှုကလည်းတက်ရောက်ပါတယ်။ရော်ဘာပြားတစ်ခုစီမှာရှိတဲ့အပေါက်တွေရဲ့အရွယ်စားကတူညီရပါတယ်။အချို့ရင်ငုတ်သင်္ဘောတွေနဲ့ရေပြင်ပေါ်သုံးသင်္ဘောတွေက၎င်းတို့ရဲ့သင်္ဘောကိုယ်ရဲ့အောက်ခြေမှာဘားကြောင့်အနီအောင်ချေထားကြတာလေ။အရင်ကရင်ကြီးနဲ့အခြားရင်တွေတော်လေးတွေတွေ့ကက်ကြီးထွားမှုကိုဟန်တားဖို့စီးတုပ်ရမှာကော့ဘားအောက်ဆိုင်ထည့်သုံးခဲ့ပါတယ်။အခုနောက်ပိုင်းမှာပင်လယ်ရေထုညဉ့်ဉန်းမှုနဲ့ပတ်သက်ပြီးသဘောဝပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုတွေကြောင့် ကော်ပါအောက်ဆိုက်ကိုအသုံးမပြုတော့ပေမဲ့အချို့ကတော့အနီရောင်ရဲ့အစင်လာကိုဆက်လက်ထိမ့်သိမ်းထားတော့မှပဲဒါပေမဲ့မြောက်ကိုရီးယားမှာစင်လာတိုင်းအနည်းရောင်ရင်ငုတ်တင်မောတွေလည်းရှိပါတယ်တကယ်တော့မြောက်ကိုရီးယားမှာအကြီးစားရင်ငုတ်တင်မောတင်မော80လောက်ရှိပေမဲ့အားလုံးကခင်းနောက်ကြာနေပါပြီဒီတပ်ပုံတွေဟာအစိုးရကတရားဝင်ဖော်ပြထားတဲ့ပုံတွေဖြစ်ပါတယ်တန်ကြီးတွေကိုခွာထုတ်ပြပြီးစေးအစ်စ်ပြန်တုပ်ဖို့တောင်စိတ်မဝင်စားခဲ့ကြပါဘူးသူကြားပစ္စည်းအနေနဲ့ပြောရရင်ဒီတင်မောတွေကရိုမီယိုမျိုးစားတွေကဖြစ်ပြီး တင်အသုံးပြုခဲ့တဲ့2023ခုနှစ်အထိတော့မြောက်ကိုရီးယားရဲ့အကြီးဆုံးညီငုတ်သင်္ဘောတွေပါဒါပေမဲ့ကျွမ်းကျင်သူတွေရဲ့အဆိုအရဒီသင်္ဘောအစ်တစ်ဟာရိုမီယိုတန်းစားပဲဖြစ်တယ်လို့သိရပါတယ်ဒီသင်္ဘောတွေဟာဘလောက်ထိခင်မမီတော့လဲဆိုတာကြည့်လိုက်ပါဦးရိုမီယိုမျိုးစား1958ခုနှစ်ကနေ1962ခုနှစ်အတွင်းဆိုဗီယက်တို့တည်ဆောက်ခဲ့တဲ့ဒီဇယ်လျက်စည်ရင်ငုတ်သင်္ဘောဖြစ်ပါတယ်အဲ့ဒီနောက်နျူကလ িয়ার ရင်ငုတ်သင်္ဘောတွေထုတ်လုပ်ဖို့ကိုအာရုံစိုက်ခဲ့တာကြောင့်ရိုမီယိုတွေကိုထုတ်လုပ်မှုရပ်တန့်ခဲ့ပါတယ် ူးလူးနဲ့ဝီစကီမျိုးစားတွေကိုအခြေခံပြီးဆိုဗီယက်တို့တီထွင်ခဲ့တဲ့ရိုမီယိုမျိုးစားဟာဒုတိယကမ္ဘာစစ်အတွင်းတုန်းကခေတ်မီဆုံးဂျာမန်တိုက်21ယူဘုတ်ရင်ကုန်သင်္ဘောတွေကနေဆင်းသက်လာခဲ့ပါတယ်1963ခုနှစ်မှာဆိုဗီယက်တို့ဟာဒီမျိုးစားရင်ကုန်သင်္ဘောတွေထုတ်လုပ်ဖို့အတွက်တရုတ်နဲ့မြောက်ကိုရီးယားစီဒီဇိုင်းတွေပေးခဲ့ပါတယ်မြောက်ကိုရီးယားမှာအဲ့ဒီရင်ကုန်သင်္ဘောအစီး20ခန့်အသုံးပြုနေပါတယ်အဲ့ဒီထဲကမှ9ဆင်းဟာ1983ခုနှစ်ကနေ1985ခုနှစ်အတွင်း တရုတ်နိုင်ငံကနေတင်သွင်းခဲ့ပြီးကျဲတဲ့အစည်းတွေကတော့1986ခုနှစ်ကနေ1995ခုနှစ်တွင်မြောက်ကိုရီးယားမှာတည်ဆောက်ခဲ့တာပါလက်ရှိမှာတော့မြောက်ကိုရီးယားနဲ့အီဂျစ်တို့မှာအဲ့ဒီရင်ငုတ်သင်္ဘောတွေကိုတုံးနေကြတော့မှရုရှားနဲ့တရုတ်တို့မှာတော့အဲ့ဒီသင်္ဘောတွေကိုလေ့ကျင့်ရေးအတွက်ပဲရည်ရွယ်အသုံးပြုပါတယ်လက်ရှိစံနှုန်းရဒီသင်္ဘောတွေဟာအရန်ခေတ်နောက်ကျနေပါပြီသူတို့တွေကအများစုဟာကင်းလဲဖို့အတွက်ရေမျက်နှာပြင်ပေါ်ကိုတက်ဖို့လိုအပ်တာကြောင့်သူတို့ကိုအလွယ်တကူမြင်နိုင်စေပါတယ် မြန်နှုံး25 note ထဲကျော်လွန်တဲ့ဗာဂျီးနီးယားမျိုးစားလိုမျိုးရင်ငုတ်သင်္ဘောတွေနဲ့နိုင်ရှင်ရင်သူတို့ဟာရေအောက်အမြန်နှုံး13 note နဲ့ရေမျက်နှာပင်ပေါ်အမြန်နှုံး15 note ထိပဲရှိတာကြောင့်အရန်နှေးပါတယ်ဒါအပြင်၎င်းတို့ဟာခိမိစံနှုံးတွေရလဲအတန်ဆူညာနဲ့အထဲပါပါတယ်ဒါပေမဲ့လည်း၎င်းတို့ဟာအဆောင်ကျက်မပါတဲ့ကုံသွေးသင်္ဘောတွေကိုချိမ့်ချောက်နိုင်နေတုံးမှာအခုဆိုရင်ငုတ်သင်္ဘောအဟောင်းတွေဟာဘာကြောင့်အစိမ်းရောင်နဲ့အပြာရောင်ဖြစ်နေကြပြီးခိပေါ်ရင်ငုတ်သင်္ဘောတွေကတော့ဘာကြောင့်အနေရောင်ဖြစ်နေရတာလဲဆိုတာသိလိုက်ရပြီမဟုတ်လား ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်ဗီဒီယိုလေးတွေလည်းထပ်ပြီးတင်ဆက်ပေးပါဦးမယ်ခင်ဗျာ